ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ Manchester United အသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါဂျွန်လာတက်လာလုံးကကုန်သွားရဲ Transfer ကတိုးတက်လာမှုမရှိတဲ့အတွက် ဒီရာသီကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ transfer ကတော်တော်ကြီး delay ဖြစ်သွားပြီလို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာ pre-season အမိကသမ္မတအသစ်တွေအချိန်မီမခေါ်ယူနိုင်တာမျိုးကြီးလည်းဖြစ်လာနိုင်တယ်။ဆိုတော့ဒီနေ့မှာတော့ဗျာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာ pre-season အမိကသမ္မတအသစ်တွေမခေါ်ယူနိုင်ခဲ့ဘူးဆိုရင်ဘာတွေဆုံးရှုံးမှုတွေဖြစ်လာနိုင်လဲကျွန်တော်မန်ချက်စတာယူနိုက်တက်တင်အတွက်ဘာတွေထိခိုက်လာနိုင်လဲဆိုတဲ့အပေါ်မှာကျွန်တော်ရဲ့အမြင်လေးအနေချင်းတော့ကိုကျွန်တော်ညီကိုရင်းနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားခြင်းတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ဒီရာသီ transfer ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါ မတိရဲ့ကွန်ရတယောက်ကိုပဲခေါ်ယူနိုင်သေးရတယ်။ဘရိုင်ယန်အန်ဖိုမိုကလည်းဒါအဆင်ပြေမှလို့လို့အဆင်ပြေမှလို့လို့နဲ့တလားကျော်တဲ့အထိတိတ်ပြီးတော့ထူးခြားမလာမျိုးကြီးလည်းရှိတယ်။ဟိုအမှန်တိုင်းပြောရရင်ပြကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီယာလီပလန်ရဆိုရင်ဒီယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေကဒီယာလီအသင်းအတွက်ဒါကစားသမားအနည်းဆုံး၄ယောက်ပြအများဆုံးဒါ၅ယောက်၆လောက်ထိခေါ်ချင်တဲ့ပမာဏရှိတယ်။အဓိကကတော့တို့ဒီကွင်းလေးကိုလည်းခေါ်ချင်တယ်စင်တာဖော်ဝဲကိုလည်းခေါ်ချင်တယ်စခုအန်ဖိုမိုနေရာရဲ့ဆိုရင်ကျွန်တော်တို့ကဒါ၄နေရာရှိတယ်။ဒါပေမဲ့တကယ်တမ်းသိချပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမတိရဲ့ကွန်ရတယောက်ကိုပဲခေါ်ယူနိုင်ထားတဲ့အတွက် တကယ်တော့ဒီတယောက်ပဲခေါ်ယူနိုင်သေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒါ pre season ကဇူလိုင်19ဆိုရင်တို့တရားဝင်စပါဗျာဒါပေမဲ့ဒီ schedule ထိအရာဆိုရင်တို့ဒီဇူလိုင်9ရက်နေ့မှာဆိုရင်အသင်းရဲ့ကစားသမားတွေအကုန်လုံးကိုဒါ training ပြန်ဆင်းရမယ်ဒီ training camp ကိုပြန်ရောက်လာမယ်ဆိုတော့ဗျာဒီဒီနေ့မှာဆိုရင်တောင်မှကျွန်တော်တို့ကဒါဇူလိုင်9ရက်နေ့ကိုရောက်နေပြီဆိုတော့ဒါ9ရက်ဖဲကျန်တော့ရယ် ဆိုတော့ဒီကသမားတွေအကုန်လုံးဒီပါကတော့အချိန်ပြီးအတင်းကိုရောက်လာဖို့ရတော့ခက်လိမ့်မယ်။အမှန်တိုင်းပြောရရင်ပြကျွန်တော်အမြင်ရဆိုရင်တော့ United အနေနဲ့ဒါ pre-season ကိုကသမားတစ်2ယောက်3ယောက်လောက်ခေါ်သွားနိုင်ဖို့ရလိုတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒါဆုံးရှုံးနေတာမှုတွေကများလာနိုင်တယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ pre-season တော့ဆိုတဲ့အရာကိုပြန်ပြီးတော့သွားကြည့်မယ်ဆိုရင်ကျွန်တော်အများစုမြင်တာကဒါအတင်းရဲ့ဒါဘန်နာကြီးအရာရန်မုံဝေးရှာတယ်။ဒါ Fender Rising အရာသူတို့ဒါ draw ထွက်ပြီးတော့ကစားရလို့သူတို့မြင်တယ်ဗျ။ဒါပေမဲ့ဟိုမှန်လဲမှန်ပါကျွန်တော် financial ဘိုင်းကကြည့်မယ်ဆိုရင်လည်းမှန်တယ်။ဒါပေမဲ့ pre-season စဉ်တော့ဆိုတော့ကဒီ Modern Football Internet ကြည့်မယ်ဆိုရင်အဲ့ထက်ကိုပိုပြီးတော့အရေးပါရဲ့ဗျာပြီးတော့ဗျာကျွန်တော်ဒီရက်ပိုင်းမှာဆိုရင်လေသာ Ruben Amorim နဲ့ပတ်သက်ပြီးတော့ article တွေပြန်ဖတ်ကြည့်တဲ့အချိန်မှာဒီ Ruben Amorim ရဲ့ဒီ present bit tactical system ကအရန်ကို delay ဖြစ်တယ်ဗျာဟိုပြောချင်တာ Ruben Amorim အနေနဲ့သူ့ရဲ့ဒီ စစ်စံကိုနားလဲဖို့အတွက်ကစားသမားတယောက်ချင်းစီကိုလည်းဒီဒီထည့်ပေးရတယ်။ကစားသမားတယောက်ချင်းစီတိုင်းကလည်းဗျာဒီအမိုရင်းရဲ့စစ်စံမှာကောင်းကောင်းကစားနိုင်ဖို့ဆိုရင်တယောက်ချင်းဒီမှာသူတို့တည်တင်ထားတဲ့ဒီဒီကိုတီးမာတာလည်းဒီအမိုရင်းရဲ့စစ်စံ fluid ဖြစ်လာတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဆိုတော့ဒီ pre season ဆိုတာကကျွန်တော် ဒီ manager တယောက်တည်းတော်တော်ကြီးကိုအရေးကြီးတယ်ဆိုတော့ ruben amorin မှာလည်းသူ့ရဲ့ဒီ base principle တော့ရှိပြီးသားပဲသူ့ရဲ့ဒီ sporting တော့ base principle ကိုကျွန်တော် manchester united အတင်းကိုယူလာတယ်ဒါပေမဲ့အဲ့ညာကဒီ league တိုင်းမှာအလုပ်ဖြစ်နေတာမျိုးတော့မဟုတ်ဘူးညာဆိုတော့ဒီ sporting မှာဒါ portuguese league မှာသူတို့အလုပ်ဖြစ်ခဲ့ရဆိုပေမဲ့ကျွန်တော် manchester united အတင်းမှာလည်းဒါအလုပ်မဖြစ်နိုင်တဲ့နေရာလေးရှိတယ်ဆိုတော့သူတို့ရဲ့ဒီ base principle ပေါ်မှာမူတည်ပြီးတော့သူတို့လည်းဒါ philosophy ကိုနည်းနည်းလေး change ချက်ပြောင်းလဲလုပ်ရတာတွေပြီးတော့သူ့ရဲ့ဒီ pattern of play တွေကို slightly change ချက်လေးတွေလုပ်ရလာတွေရှိတယ် ဆိုတော့အဲ့ဒီ philosophy တွေဒီ style of play တွေကိုဗျာဒီအသင်းရဲ့ရှင်ရင်းစွဲကစားသမားတွေကိုကောင်းကောင်းထည့်ရတဲ့အချိန်ပို့ပြီးတော့ကောင်းမွန်လာအောင်နားလည်လာအောင်လုပ်ပေးရတဲ့အချိန်လည်းဖြစ်တယ်ဒီ principle ဆိုတာဆိုတော့ကစားသမားတစ်တွေအတွက်လည်းအဲ့တိုင်းပဲသူရဲ့ဒီ base principle ကိုနားလည်အောင်အရင်ကြိုးစားရတဲ့အချိန်လည်းဖြစ်တယ်ဗျာနောက်တစ်ခုကဗျာဒီ precision ဆိုတာကကျွန်တော်တို့ဒီ new manager တယောက်အတွက်ပဲအရေးကြီးရတာမဟုတ်ဘူးကစားသမားတွေအတွက်လည်းအရေးကြီးရယ်ကစားသမားတွေကဒီ precision မတိုင်းခင်မှာဆိုရင်သူရဲ့ break တိုင်းတွေမှာသူတို့အားလျက်တွေမှာသူတို့ဒီဆေးလုတ်ကိုလို့နေရယ်သူတို့ကဒါ professional ကစားသမားတွေ ဖြစ်တာမှန်ပြီပဲဗျာ trainee ကိုရောက်ပြီးတဲ့အချိန်မှာသူတို့ရဲ့ fitness ကို fitness ကိုတန်းပြီးတော့ train လို့မရတာမျိုးကြီးရှိတယ်ဆိုတော့ကစားသမားတွေကိုအဲ့အချိန်မှာဗျာသူတို့ရဲ့ဒီ fitness နဲ့ပတ်သက်ပြီးတော့ဒါ injury concern တွေပြီးတော့သူတို့ရဲ့ဒီ condition နဲ့ issue တွေကိုဒီ coach တယောက်ချင်းစီကနေပြီးတော့သူတို့ monitor ကနေစကန်ပြီးမှသူတို့ရဲ့ fitness level ကဘယ်လိုရှိတဲ့အတွက်ဘယ်လိုလေ့ကျင့်ခန်းမျိုးနဲ့အရင်စလုပ်အောင်မယ် ပြီးတော့ဒီသူတို့ရဲ့ fitness ကိုပို့ပြီးတော့ကြိုးစားရတဲ့အချိန်ကာလလည်းဖြစ်တယ်။အဲ့ဒါမှလည်းဗျာဒီယာစီစပြီဆိုတာနဲ့သူတို့ရဲ့ fitness level က ready ဖြစ်တာဆိုတော့ကစားသမားတွေအတွက်လည်းတော်တော်ကြီးကိုအရေးကြီးတယ်လို့ပြောလို့ရတယ်။နောက်တစ်ခုကဗျာဒီကစားသမားအသစ်တွေကျွန်တော်တို့ကကစားသမားအသစ်တွေကို pre-season ကိုအချိန်မီခေါ်မသွားနိုင်ဘူးဆိုရင်အဲ့ကစားသမားအသစ်တွေအရင်ဆုံးလွှဲချော်သွားမှာကဒီနီးဗျာရူဘင်အာမိုရင်းရဲ့လက်အောက်မှာဆိုရင်သူတို့ရဲ့ tactical role ရာဘာတွေလမ်းလောက်ရမယ်ဆိုတာမျိုးကိုသူတို့မသိယူနိုင်တော့နောက်တစ်ခုကအသင်းရဲ့ chemistry ကိုသူတို့လမ်းလောက်ခွင့်မရတော့ပြောချင်တာကဒီအသင်းမှာရှိနေတဲ့တခြား player တွေနဲ့ တို့ communication ကမှမလုပ်နိုင်တာတွေ chemistry မိအောင်တို့တော့အဲ့ချိန်တွေတို့တိတ်မရရှိခဲ့တော့ဘူးပြီးတော့နောက်တစ်ခုရှိတာကဇာ manager တယောက်ချင်းစီတိုင်းကတို့ရဲ့ training style တွေကမတူဘူးပြီးတော့အဲ့မှာ training demand တွေကလည်းမတူဘူးဆိုတော့ကစားသမားအစ်စ်တွေကဗျာတကယ်လို့ pre season အမီကိုတို့က ရောက်မလာနိုင်ဘူးဆိုရင်အဲ့ဒီပြားရဲ့ဒီ training demand တွေမှာလည်း adaptation လုပ်တဲ့ fee တွေကသူတို့ကမြင့်ဖြစ်သွားမှာမြင့်ဖြစ်သွားမှာဆိုတော့အဲ့ကစားမအစ်တွေအတွက်ကတော်တော်ကြီး struggle ဖြစ်နိုင်တယ်ဟိုဗရာသားတို့မြင်အောင်ပြောမယ်ဆိုရင်ပြောဥပမာကျွန်တော်တို့ Manchester United တင်းရကွင်းနဲ့ကစားမတယောက်ကိုခေါ်လိုက်တယ်ဒါမဲ့သူကဒါ pre-season တွေမှာခေါင်းခေါင်းမှာကစားခဲ့ရအောင်ဆိုရင်သူကဒါကွင်းလယ် midfield မှာဆိုရင်သူ့ရဲ့ responsibility ကဒါရှိတော့ရှိပြီးသားဒါမဲ့ Amorim ရဲ့ system မှာဆိုရင်ဒီ off the ball တွေ on the ball မှာဆိုရင် သူကဘယ်လိုကစားရမလဲဆိုတာမျိုးသူလမ်းလုံးခွင့်မရတော့ဘူးဆိုတော့ဒီအသင်းရဗျာဒီ offensive play ကစားတဲ့အချိန်မှာသူရှိနေရမယ့်ဇုံရဲ့သူ့ရဲ့ဗျာဒီ main responsibility ကဘာလဲဆိုတာကိုသူလမ်းလုံးခွင့်မရတော့ဘူးပြီးတော့ဒီအသင်းရဒါ offensive ကနေ defensive shape ကိုပြန်ပြီးတော့ပြောင်းတဲ့အချိန်မှာဆိုရင်လေသူကဘယ်လိုနေရာမှာ position ယူရမလဲ ဘယ်သင်းပေါ်နဲ့အဓိကတွဲပြီးတော့ဒီတက်ကိုယူရမယ်ဆိုတာမျိုးတွေကောင်းကောင်းလမ်းလုပ်ခွင့်မရတဲ့အတွက်အဲ့အရာတွေကဗျာဒီယာစီစအတွက်ကျတော့ဒါအဆင်သင့်ဖြစ်မသွားနိုင်တော့တဲ့အခြေအနေတွေကိုရောက်သွားနိုင်တယ်နောက်တစ်ခုကဗျာကျွန်တော်ရှေ့မှာပြောသလိုပဲအသင်းရဲ့ team chemistry ဗျာဆိုတော့ဒီ pre season မှာဆိုရင်ကစားသမားအသစ်တွေကလက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေနဲ့နားလည်မှုယူရတယ် communication ယူရတယ်သူတို့ရဲ့ဒီ friendship ကိုတည်ဆောက်ရတယ်ပြီးတော့တယောက်ရဲ့အားနည်းချက်တွေတယောက်ရဲ့အားသာချက်တွေကိုလေ့လာရတဲ့အချိန်လည်းဖြစ်တယ် တော့အဲ့အရာတွေမလုံနိုင်ခဲ့တဲ့အတွက်တကယ်တမ်း on the pitch မှာရောက်သွားတဲ့အချိန်ကျရင်သူတို့ကတော့ communication ကောင်းကောင်းမရှိတော့တာမျိုးကြီးဖြစ်နိုင်တယ်ပြီးတော့တယောက်ရဲ့ strength ဗျာတယောက်ရဲ့အားသာချက်ကဘာလဲဆိုတော့မသိတဲ့အတွက်အသင်းကဒီ high pressure အောက်မှာရောက်တဲ့အခါမှာ तू ကတော့ဘာလုံနိုင်တယ်ငါက तू ပိုကောင်းအောင်ဘယ်လို compliment လုပ်ရမလဲဆိုတဲ့နားလည်မှုပါမရတော့ဘူးဆိုတော့ဗျာဒီကစားသမားတစ်တယောက်ကဒါ pre season ပွဲတွေကိုလွှဲချော်ပြီးမှဒါယာလီစပွဲတွေကိုတခါလေးဝင်ခံရတယ်ဆိုရင်အဲ့ပြဿနာတွေက တော်တော်များများဟိုရှိနိုင်တယ်တော်တော်များများလည်း struggle ဖြစ်နိုင်တယ်ဆိုတော့အဲ့အကြောင်းလည်းဗျာဒီတောင်းတရုံကသမားတွေဆိုရင်ဒါနီးပြသေးရဲ့အောက်မှာအသားကြောင်အောင်ဆိုတာအချိန်ပေးရမျိုးရရှိလာတာဆိုတော့ဗျာဒါတတိကယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့တင်တာဆောင်းရှုံးနေနိုင်တာလေနောက်တစ်ခုကကျွန်တော်တို့သိခဲ့တဲ့အတိုင်းပဲဒီ financial ဘိုင်းညာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒါ depreciation တို့သွားရဆိုရင်ဗျလက်ရှိရှင်းစဲကစားသမားတွေအတင်းမှာအရင်ကကစားသမားတွေပဲသွားရဆိုရင်အဲ့ပွဲအဲ့ရကအရင်ကြီး excited မဖြစ်ဘူးဗျတကယ်လို့ကစားသမားအတင်း2ယောက်3ယောက်ပါသွားရဆိုရင်ဒီ ကြည့်ရမဲ့သူတွေလည်းပို့ပြီးတော့ excited ဖြစ်တယ်သူတို့လက်ရှိပြကျွန်တော်ဒီသူတို့ US ကိုသွားတယ် US ကိုသွားတယ်ဆိုရင်လည်းအဲ့မှာ US မှာရှိနေတဲ့ဒီ United fan တွေကကျတော့ဒါ player တွေနဲ့တွေ့ကျင်တယ်သူတို့ရဲ့ဒီ sign တွေဘာတွေကိုလိုချင်တယ်ဒါပေမဲ့ player အသစ်တွေပါလာဆိုရင်သူတို့မှာပို့ပြီးတော့ excited ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့တိုင်းပဲကျွန်တော်တို့အသင်းရသာဒါလက်ရှိရှင်ရဲ့ကစားသမားတွေကြီးပဲဒါ pre-season ကိုသွားတယ်ဆိုရင်ကျွန်တော်တို့မှာအရင်ကြီးသိမျောနေတာမရှိဘူးဗျဟိုပြောချင်တာလူငယ်ကစားသမားတွေရဲ့ခြေစမ်းတော့ကိုပဲအဓိကစောင့်ကြည့်ရမယ့်ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ကစားသမားအစ်စ်တွေပါတော့အခုမသိရဲ့ကွန်ညာတို့တကယ်လို့ Brian Ambomo တွေရောက်ခဲ့မယ်ဆိုရင် ဆိုတော့ဒီကစားသမားတွေကကျွန်တော်တို့အတင်းရဲ့အံဝင်လားဒီကစားသမားတွေရဲ့ခြေစံဘယ်လိုရှိတယ်အမော်ရင်းရဲ့ခြေစံမှာကောင်းကောင်းကစားနိုင်လားဆိုပြီးတော့ ဟိုပို့ပြီးတော့ excited ဖြစ်တယ်ဗျာဆိုတော့အဲ့ကျတော့ဒီ commercial ဘိုင်းညာကြည့်မယ်ဆိုရင်ဒါအင်းကြီးအယောင်ဘိုင်းတွေပါတွေရာစာကြည့်မယ်ဆိုရင်တော့မှဒါ commercial ဘိုင်းညာဆိုရင်လည်းဒီ pre season မှာလူအစ်စ်တွေကိုမခေါ်သွားနိုင်ဘူးဆိုရင်ဒါ social နေနာမှုတွေကဖြစ်လာနိုင်တယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကဗျာကျွန်တော် Manchester United တင်းရဲ့ဒီဒီ DR တွေဒါ schedule အရာဆိုရင်ကျွန်တော်တို့ကယာစီအစမှာပွဲကျက်တယ်ပွဲအကျက်ဆုံးအသင်းထဲမှာဆိုရင်ကျွန်တော်တို့ကဒါထိတ်ဆုံးကရက်တည်နေရမျိုးဗျာဆိုတော့ကျွန်တော်တို့ Manchester United တင်းရဲ့ team chemistry တခုမရှိဘဲနဲ့ဒီ tactical adaptation မရှိဘဲနဲ့ player အစ်စ်တွေနဲ့ဒီ ဒီရှင်ရင်သက် player တွေကိုရာသီစမှာမှတန်းပြီးတော့သုံးရမယ်ဆိုရင်အဆင်မပြေနိုင်ဖို့ရများတယ်ကျွန်တော်တို့နဲ့တွေ့တဲ့ဒီအသင်းတော်တော်များများကသူတို့ရဲ့ဒီ base structure ကရဟန်း strong ဖြစ်ပြီးသားဗျာဆိုတော့ကျွန်တော်တို့ကအဲ့အသင်းနေနဲ့ရှင်ပြန်ရလို့တကယ်လို့ရာသက်တွေမကောင်းဘူးရာသီအစမှာ struggle ဖြစ်သွားနိုင်တယ်ဆိုရင်အသင်းရဲ့ယုံကြည်မှုကိုပျက်စီးသွားနိုင်တယ်ကျွန်တော်တို့ကလာမယ့်နေ့မှာဆိုရင်တပတ်ကိုတပွဲပဲခံရမယ်အတွက်ဒါ premier league ပဲရှိရဲ ော့အဲ့လိုအချိန်မှာဒါပရီးမီးယားလိဂ်မှာအခြေအနေမကောင်းဘူးဆိုရင်ဒီနီးပြအပြောင်းလဲတွေဘာတွေထပ်ပြီးတော့ဖြစ်လာနိုင်တယ်မလိုလားတဲ့ pressure တွေပိုပြီးများနိုင်တဲ့အတွက်ကျွန်တော်တို့ကဒီ pre-season မှာတွေကကောင်းကောင်းကြီး prepare လုပ်နိုင်ဖို့ရာအရေးကြီးတယ်ဆိုတော့ဗျာဒါလက်ရှိကျွန်တော် Manchester United အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားပါတော့တကယ်လို့ဆိုကျွန်တော်အသင်းရတာ pre-season ကိုကစားမသစ်2ယောက်3ယောက်လောက်ခေါ်မသွားနိုင်ဘူးဆိုရင်အသင်းရဲ့အတွက်ဒါဆုံးရှုံးမှုတွေကအဲ့ထက်ကိုပိုပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကိုပဲပြောထားတာဖြစ်တယ်ဗျ။ဆိုတော့ဗျာဒီညီကိုရီအနေနဲ့ရောဒီ pre season သောအပေါ်မှာဘယ်လိုအမြင်တွေရှိလဲ။ pre season ဆိုတာကကျွန်တော်ပြောတဲ့အချက်တွေနဲ့ဒါကန့်ညီရလ ာဆိုတော့ဒီ pre-season မှာကျွန်တော်တို့ Manchester United တင်ကစားမသစ်တွေမခေါ်သွားနိုင်ရင်ဘာတွေဆုံးချုံသွားနိုင်လဲဆိုတာကို Nicole ရဲ့အမြင်တွေကိုလည်းကျွန်တော်နဲ့အတူဒါ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေသက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်